ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုထီအားထီတုဒ္ဒရီဒီတိုင်း channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဇာကြီးဆရာဆရာကြီးတော်ရာဆွေဤညာဆွေသောမိုးဆိတ်ဆိုတဲ့ဝိတုဇာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာဒီအပိုင်းလေးကိုမဖတ်ခင်ပါလေကျွန်တော်ပါလို့ပြုံးသွားလဲဆိုတော့အာ ်ပြီးခဲ့တဲ့ပိုင်းပိုင်းသုံးနေပေါ့လေပိုင်းနေမှာတော့ပုံများတာပေါ့ကျွန်တော်ဟိုအမှုသမားရောင်ဆောင်ပြီးတော့ဟိုဖတ်တာရပါရှိတာပေါ့လေဒါတွေကအဲကျွန်တော်မှတိုင်းပြောရလို့ရှင်တော့ဒီဝိထုရရတာကိုမပြပြစေခြင်းလို့အတက်နိုင်ဆိုကျွန်တော်စူးစမ်းပြီးတော့ပေါ့လေအဲကြာရစရုပ်ကနေပြီးတော့တက်နိုင်တော့တော့ကျွန်တော်စူးစမ်းပြီးဖတ်ပြတာပါဒါလေးကိုကျွန်တော်သတိရပြီးတော့ရေလိုက်ခြင်းဖြစ်ပါတယ်ည9နာရီခန့်အချိန်ဖြစ်သည် ခေဆန်စွာဝေစားထားပြီးဂုကာယအချိုးစားတောင်းတင်းပြေပြည့်၍ချောမောလာပါသောမိမပြောတို့သည်ဘိုးရင်းဤခြံရှိသို့ရောက်လာသည်မိမပြောသည်လူသူကင်းမဲ့ဟန်ဖြင့်ဒိတ်စိတ်ချောက်ကပ်၍နေသောခြံဝင်းကြီးနှင့်တိုက်အင်းလေးအားတုံလို့စွာဖြင့်လမ်းကြီးလျက်မဝင့်မရဲဖြင့်ခြံတွင်သို့တလန်းချင်းဝင်၍လာသည်သူမ၏မျက်လုံးများကလည်းအိမ်ပဝင်းကျင်ရှိပန်းညာတွင်သို့ဟိုကြည့်ဒီကြည့်ဖြင့်တစုံတူအားရှာဖွေလျက်ရှိသည် ။ပဉ္စံတွင်ရှိတကုသောခုံတန်းလျာဘောတွင်ထိုင်လျက်ရှိသောဆန်သင်အားခလန်းလန်းမှမြင်လိုက်ရသည်ဆိုလျင်မင်းပြောဤမျက်နှာမှာသောကများဓမ္မဟုချင်းလွင့်စင်သွားလျက်ချစ်စရာပြုံးကလေးများဖြင့်ဖုံးလန်း၍သွားတော်သည်။၎င်းမင်းမပြောကဂုဂုတော်နှင့်အချစ်ကြီးချစ်ခဲ့သည့်ခင်မ ्याय ဤပင်သည်။ခင်မ ्याय ဤသည်ဆန်သင်အားဂုဂုတော်အစ်စ်ဟု၍ပင်ထင်မှတ်လျက်ရှိသည်အလျောက်ဇန်သင်နေထိုင်ရာသို့နောက်မှခြေကလေးကိုပေါက်၍နင်းလာလျက် အနာအယောက်တွင်ဝန္တာအာရလှမ်း၍ပတ်လိုက်တော့သည်မောင်အမလေးဗျာရုတ်တရက်နမလှမ်းအပတ်ခံလိုက်ရသောစံသင်းမှာလမ်းပြအော်ဟစ်လျက် ခုံထလိုက်ပြီးနောက်ခင်မားရေးအားမြင်လိုက်သည်ဆိုလျင်ဦးကြောင်ကြောင်အန်တန်တန်နှင့်ဖြစ်နေတော့သည်၎င်းတို့အဖြစ်ကိုအိမ်ပြန်ပေါင်းမှချောင်းကျင်နေသောဗိုလ်ရင်းပင်လမ်း၍ခုံလိုက်မိသည်ခမရအေးကစံသိန်း၏အဖြစ်ကိုကြည့်လျက် အာမလအမရဖြစ်သွားပြီးအနာသို့တို့ကခတ်တင်းတင်းဖတ်ထား၍ရွှင်မြူလျက်ရှိသောအတန်ကလေးဖြင့်မောင်းမောင်းရင်မြပါမောင်းရင်ဇန်သင်မှာဒင်းဒင်းကြီးအဖက်ခံထားရသဖြင့်ထူပူကကတိကအောက်ဖြစ်နေတော့သည်ဒါကိုပဲမြကအငမ်းမရဖြစ်လာသဖြင့်ဘို၍တင်းကြအောင်ဆွဲပတ်ထားပြီးမောင်းရစ်စလိုက်တာမောင်းရင်ပြန်လာမှာကိုမြစီစာမရေးဘူးမောင်းက မောင်ကဇန်သင်မှာရင်ထဲမှာတင်းတင်းကြပ်ကြပ်ဦးကြောင်ကြောင်ဖြင့်မျက်နာကိုရွှင်ဟန်လှုပ်လိုက်မရှိမဆန့်ဖြစ်သွားသည်ဖြင့်မဲရှုံလိုက်ဖြင့်ဘွားအကြကြီးကြားလျက်ရှိနေသည်မမအာမဟုတ်ပါဘူးအဲမြရဲ့မြမမျက်ရည်များရေဝဲလာပြီးနောက်ဇန်သင်အားဒေါနဲ့ဆောင်းကားဖက်လိုက်ပြီးဘာမဟုတ်ပါဘူးလေလူကြီးကမျက်တိပါလေလေဘောဟာမျက်ချစ်တယ်လို့ပြန်မချစ်ဘူးမဟုတ်လား ြည်စံအခုလည်းဤဆွဆန်းနဲ့လူကိုတွေ့ရင်အရင်ကလိုမဟုတ်တော့ဘူးပြီးလက်ပြန်ကြီးမပြီးတော့လိုက်တာဒီလောက်ရှိမှကဲကဲခင်ဗျာအေးကစံတင်အားအားရှိပါရှိဖက်၍ဖက်၍နမ်းပြလိုက်တော့သည်စံတင်မှာရက်ကန်ရက်ကန်ထွန့်ထွန့်လူဖြစ်နေ၏ဟွန်းအခုတော့တက်နိုင်သေးရဲ့လားမောင်သာမြရင်ဝင်လေပြန်ရောက်လာပြီမို့ညပြောပါပြီအဟုတ်ပြောပါပြီမောင်ရဲ့မောင်ဟာလေးသိချစ်ဖို့ကောင်းတာမောင် ခင်များအေးအေးအထီးတွေ့များကြောင့်စံသင်ခန်းများမှာဂတိကအောက်ဖြစ်လျက်ဇောချွေများပင်ပြန်၍လာသည်ဒီတိုင်းဆက်သွားကကြာလျင်ရေတိမ်မှာလစ်တော်မလားမထင်လီစံသင်မှာညလင်းအလိုက်သင်ပြုသည်များနုနေရင်မှအကြံများကိုခေါင်းထဲမှဖြင်းညွှဲ့ထုတ်ရတော့သည်နေပါဦးနေပါဦးအဲအဲညရဲ့ညကို ကျွန်တော်အဲလေးမောင်ပြောစရာတခုရှိနေလို့ မြကလင်းကျက်စွာပရသသူလည်းများကို အနှငယ်လျှော့လိုက်ပြီးစံတင်အားမော့ကြည့်လျက်ပြောပါမောင် တခုမကဘူးအများကြီးပြောမောင်နေနဲ့အခုပြန်ရဥစ္စာဖြစ်လို့အလုပ်တွေသိပ်များနေတာမြရဲ့ဒါကြောင့်မြကိုချက်ချင်းလာမလို့နေတာအခုတော့အိမ်မှာဗန်းစင်းတွေရှင်းနေရင်လည်းမြနဲ့တွေ့ရအောင်ထလာရတာဟုတ်လားမောင်နောက်ပြီးဖေဖေဆုံးပြီးတာကလည်းမကြသေးလေတော့မကြသေးလေတော့ ဇန်သင်ကိုမဲ့မဲ့ဖြစ်နေပုံကိုညကအတနာကြီးတနာတော့ကညသိပါလေမောင်ရင်မောင်ပေတော့စိတ်ထိခိုက်နေမယ်ဆိုတာကိုဒါကြောင့်မောင်စိတ်မချမ်းသာပါစီတော့ဆိုပြီးမောင်နဲ့အခုလိုတွေ့ရအောင်ညကြိုးစားရတာပါမောင်ဟွကျေးဇူးတင်ပါတယ်ညရဲ့အဲအဲနောက်မှလူလူလက်ကြီးတွေ့ကြပါစို့နော်ညအတွက်ပါလာတဲ့လက်ဆောင်တွေလည်းမောင်လာလေးနဲ့ပို့ခိုင်းလိုက်ဦးမယ် ခင်မအေးကမကြေမနက်နှုတ်ခမ်းကလေးစုလျက်ဟင်ဟင်အဲ့ဒီလိုနဲ့ဘယ်ရမလဲညကိုမဝင်ပေးဦးမှပေါ့ဒီလောက်ကြာကြီးခွဲသွားပြီးခါမှအဲ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 ဟင်းအော်မြေရမောင်ကလေးအခုဆိုရုတ်တရက်ခေါင်းလေးအကအာကဲအာခေါင်းကဲအာရုတ်တရက်တွင်ထွက်ပေါက်ရလျာညာကြံနှင့်စံသင်ကမျက်နာကြီးကိုရှုံမဲ့ပြကခေါင်းကဲလိုက်ပြီးအပြုတ် ခင်မားအေးကဒရိပြပြနှင့်၎င်းလုံးဟိုနှိပ်သည်နှိပ်ပြုစုနေပြန်တော့သဖြင့်ဇန်သည်မှာခေါင်းမကိုက်အားအောင် ရှိနေပြန်တော့သည်ဇန်သည်နှင့်ခင်မားအေးတို့၏အဖြစ်ကိုအိမ်တွင်ပြင်ပေါက်မှချောင်းကြီးနေရသည်ဘိုးရုံးမှာကဒရိပြပြပြုတူပြတဲ့နှင့်ဒုံရင်လျက်ခုံဆွခုံဆွဖြစ်နေလေတော့၏မဇက်မှာလဲတွေ့တွေ့နှင့်ဖရဖရမြတ်စွာဘုရားအရင်ကြီးကေတော်မူပါဗျာမြတ်စွာဘုရားအရင်ကြီးကေတော်မူပါ ကိုလူချင်းတွေကဒီတော့ကကျောင်းနိုင်မအောင်မလားခဲ့อืมခုပုံဆိုဒီငွေမနဲ့ကိုကိုသောခྱི་ရောက်ခဲ့ပုံကမငိလာဘူးခဲ့နော်ဘရကမပင်စံသင်းကနုံကွားကမအီမလဲရုပ်ကြီးဖြင့်အိမ်ထဲဝင်လာသည်ကိုမိုးရင်တွေ့ရလေဟာအမလီကုလူဟိုတငယ်မဘယ်လိုလုပ်လွတ်လိုက်ရသလဲကျုပ်ဖြင့်ကုလူတယောက်လုံးဝလက်နဲ့ချက်လိုက်ရပြီးစုပ်ဆာမျိုးဆာပြုတ်ကြသွားပြီးအောက်မေ့တာဖះဖះပြန်သွားပြီလား ဇန်သင်ကတဲ့ပင်ချလိုက်ကတော်ပါပြီဗျာခမားစီကများအကူကြီးရမလားအောက်မေးတာနောက်မှကြည့်ရှုချုံမပြီးလွတ်လိုက်ရသည်ဗျာဂန်ကြီးပဲရဲ့နော်ခုလိုဖြင့်ကြာရှုံးသွားပြီးအောက်မေးနေတာ နောက်ဆိုဒီငနေမနဲ့အဆက်ဖြတ်မှဖြစ်တော့မယ်ဟာဒါတော့ဆရာကြီးဒါတော့အခုတောင်50%လောက်ကြာဆုံးခြင်းချင်းဖြစ်နေပြီခံထားရတဲ့ဒဏ်ရာတွေကိုလည်းကြီးအောင်နေ ဇန်နင်းကပါတွင်ဆွင်းပင်နေသောနောက်ခန့်နေရာများကိုပြလိုက်သဖြင့်ဘုရမကြီးစွာသောမျက်လုံးပြဲခြင်းဖြင့်ပြဲသွားလေတော့သည်။ကဲကိုဇန်နင်းရေဒီတိချီတာကိစ္စရှောရှောရှူရှူဖြစ်သွားရင်တော့ကျုပ်တို့လုပ်ငန်းကြီး85ရာခိုင်နှုန်းလောက်ကျင်းတည်သွားပြီလားမှတ်ပြီတော့ဘုဂောတော်ဤအိတ်ခန်းတွင်ဇန်လင်းဇန်ကြီးနှင့်ဘိုးရင်းတို့သုံးဦးတည်းရှိနေကြစဉ်တွင်ဘိုးရင်းကလေးလေးနက်နက်ပြောလိုက်သည်ဇန်လင်းကဘုမတိဗမတိဟန်ဖြင့် ။ဘာမြလို့ရအောင်မလဲဘိုးရင်းရဲ့ကျုပ်ပြင်းရင်တွေတုံပြင်းရင်တုံရင်ဖြစ်နေရတာပဲ။တထွေသိမိနဲ့တွေးဖို့လေဇန်လင်းကမျက်လုံးပြူးသွားလျက်ရင်ဘက်ကိုလက်နှစ်ဖက်နဲ့ဖိပြီးဟောဗျာလာပြန်ပြီလားတယောက်ခုနေ့ကတွေ့ရတဲ့တယောက်နဲ့တင်ကျုပ်ပြင်းယူကျင်သူလိုဖြစ်နေတာအခုတွေ့ရမယ်ငတိမာလေးကတော့ခုနေ့ကတငယ်မလို့မဟုတ်ဘူးကိုလူရ ။ဘာလို့လဲဆိုတော့အခုတွေ့ရမယ့်ငနေမာလေးကကိုကိုတော်နဲ့စိစထယုံကလွဲပြီးလူချင်းတွေ့ဘူးဆိုယုံလောက်ရှိတာ။ဒါကြောင့်ကိုလူအနေနဲ့တော့သူနဲ့ယင်းနီးဖြစ်ဖို့ကြိုးစားရအောင်မယ်။ဘာဗျာယင်းနီးအောင်ကြိုးစားရအောင်မယ်။ဟုတ်တယ်။ကိုလူကိုကိုကိုတော်အနေနဲ့ပြစ်ကြလာအောင်ကြိုးစားရအောင်မယ်။ကြကြနနာလူပြိုလှက်ပြရအောင်မယ်ပေါ့အမလီမလွယ်တဲ့အလုပ်ကြီးပါလားနော်ကျုပ်ကဒါမျိုးတခါဆိုတခါမျှမတခါဘူးတာဟွန်း လွယ်ပါれကိုလူရကျုပ်ကလည်းနီဘေလန်ပြခရဝတ်သမှုဖြစ်ညွှန်ကြားပေးဦးမှာပဲအဲနောက်တော့ဒါကို့အနေနဲ့ငတိမာကလေးကိုတကယ်မဆွဲသွားဖို့အရေးကြီးတယ်ဒါပဲဟာဗျာသူတို့ကကောင်းတဲ့မျိုးတွေမဟုတ်ဘူးဗျသူတို့အခုလိုချမ်းသာလာတာလေသူများပစ္စည်းတွေမတရားယူခဲ့လို့ပဲဒါကြောင့်ကျုပ်တို့အနေနဲ့ကသူတို့စီကပစ္စည်းတွေရဖို့သာအရေးကြီးတာလူကိုလိုချင်လို့မှမဟုတ်ပဲဒါကြောင့်သူကိုအလိုသဘောနဲ့သာလူယူလှည့်ရမှာ အလုသဘောနဲ့လူလိုလက်ရမယ်အမလီတေမစားတာတဲ့အလုကြီးပါလားနော်ဇန်သိန်းဤဖြစ်နေပုံကိုကြည့်လျက်ဘိုးရွန်းနဲ့ဇန်ကြီးတို့ကတခွေခွေဖြစ်နေကြသည်ဘိုးရွန်းကရော်ရရသတိရဟန်ဖြင့်ဇန်ကြီးအားကြီး၍ဟေ့ဇန်ကြီးမင်းစားတဲ့တွေကိုမင်းမလစ်နဲ့နော်ကိုကိုတော်စီကစားရီမတော်လာရင်သတိထားဖို့ဇန်ကြီးကလေးစားဟန်ဖြင့်အာစိတ်ကြပါဆရာစားလာရင်နော်ငါစီမမြန်ပေးဖို့မမေ့နဲ့ လှုပ်ကြံပြီးရေးတင်တာတွေလည်းရေးပြီးကြည့်လို့ရမှာကလားမမေ့ပါဘူးဆရာဘိုးရင်းကစံသင်ကိုလှမ်း၍ဒီမဲ့ကိုစံသင်စောစောကကိစ္စဆက်ရအောင်ပဲကျုပ်ဒီမနေ့ဦးလေးရှံကိုကိုကိုတော့ရောက်ခမာလောင်းဒေါခင်လေးစီလွတ်ပြီးတော့သူတို့မင်္ဂလာကိစ္စတွေစကားတိောက်ခိုင်းလိုက်တယ်ဗျစံသင်ကစိတ်ဝင်စားလာဟန်နဲ့ဒီတော့သူတို့ကဦးလေးရှံကိုဗာပြန်ပြောလိုက်တယ်လေဗျโอเคပဲပေါ့ အဖွားကြီးကကိုကိုတော်တို့ကိစ္စဟာသူ့အဖေဦးလေးထွန်းရှိစဉ်ကလေးကအားလုံးသဘောတူစီစဉ်ခဲ့တာဖြစ်လို့ဘာမှအထုပြောနေစရာမလိုပါဘူးတဲ့ဘိုးတို့ကလည်းပဲကြည့်စီစဉ်ပေးရမှာပါတဲ့ဒါပေမဲ့တခုရှိနေတာကအခုခေတ်သဘောရဆိုတော့လူငယ်ချင်းရင်းနှီးပြီးတော့မှပဲသူတို့ကိစ္စကိုစီစဉ်ဖို့တင့်ပါတယ်တဲ့ဗျာဇန်လင်းကဖြတ်၍ဒါဖြင့်ကျုပ်တို့ချင်းရင်းနှီးအောင်အရင်လုပ်ရမှာပေါ့တယ်လေကြက်ပါကလားနော် ဟုတ်တယ်ဒါပေမဲ့ဒီကိစ္စကအသိမခက်ပါဘူးဗျာသူ့သမီးအနေနဲ့ကလည်းငကိုရဲကသဘောတူပြီးသားဖြစ်နေတော့ကုလူကနေနေပပအကျိုးစားလိုက်ဖို့သာလိုတယ်အမလီလီဒါကြီးမျိုးကိုနေနေပပကျိုးစားရမရလားဗျာစစ်ချကုလူကျို့တို့ကလည်းမြန်မြန်ဟန်ကြသွားအောင်ကြည့်ပြီးဗေးတီးပေးပါမယ် အခုတော့မှသူကလေးအမေကကလေးတွေရင်းနှီးမှုရအောင်ဆိုပြီးဒီညနေသူတို့အိမ်မှာပါတီပြဖို့စီစဉ်ထားတယ်ကိုလူအဲ့ဒါကျွတ်လို့သွားရလိမ့်မယ်ဇန်နဲ့မှထဲထဲပြပြဖြစ်သွားပြီးဟာဖြစ်ပါမလားဘိုးတွင်းရဲ့ပါတီအိမ်ခံဝဲဆိုရင်လူတွေအများကြီးဖြစ်နေတော့မှာပေါ့ကိုကိုတော့အတီဟောင်းတွေကို ကျွန်တော်ကဟန်ကြမှန်ကြဆက်ဆံလို့ဖြစ်ပါမလားဖြစ်ပါတယ်ကိုလူရဲ့ကျုပ်ကလည်းခမရအနမအမျက်ရှိပြီးဘယ်သူဘယ်ဝါဆိုတာပြုတ်ပိတ်နေမှာဗျာ ဒီလိုမဲ့သာအောင်ရင် ကျွတ်တို့ okay ပဲအာတိမိသာလှုပ်ပြဘာမှကြောက်စရာမလိုဘူးအဲကုကုသောအမူအရာတွေဖြစ်တယ်ခတ်ထူတွေဖြစ်တဲ့အခါမူလာကေလာပြောဖို့ရဲ့နောက်တော့နောက်တော့စံသင်ကဘိုးရင်းဤပေါင်ကိုခတ်ဆက်ဆက်ရချလိုက်ရာဘိုးရင်းကရှုံမဲ့သွားပြီးအဲဟုတ်ပြီတဘောကြတာတွေ့ရင်ပေါင်ပုတ်ဖို့ရဲ့ဒါပေမဲ့ကုလူဒီလောက်တော့မကြမ်းနဲ့တော့ယောက်ျားချင်းဆိုလောင်ကျင်နေရအောင်မယ်အဲနောက်တစ်ခုက အကျင့်အကျက်တွေ့လာရင်ခေါင်းကိုက်ဖို့ရဒါတော့စိတ်ကြပါဘူးတွင်ဟန်ဒရက်ပါစင်ကိုခေါင်းကိုက်ပြစ်လိုက်မယ်ဒါထက်အဲ့ဒီအိတ်ခံဝင်းမှာဟိုတနေ့ကတွေ့ရတယ်မြားဆိုတာများပါအောင်မလားဗျဘိုးတွင်ကပြုံးကျဲကျဲလောက်ကမပါပါဘူးရဗါလဲခင်ဗျားကထတ်တွေ့ခြင်းသေးလို့လားဒါတော့မဖြစ်ဘူးကိုလူဇန်သင်းကမျက်စိမျက်နှာပြည့်၍လက်ကားလိုက်ပြီးမမမမဟုတ်ပါဘူးဗျာအမလီ ကျုပ်ကဒီငတိမအကျံကြီးကြံလွန်းလို့အလံကြီးကိုလန့်နေတာအဲ့ဒါကြီးနဲ့တွေ့တော့ငါနဲ့နောက်နေ့ထီအောင်မအသက်တင်ရှားလက်ကျန်ရှိပါတော့မလားလို့တော့မှအောက်မေ့နေတာဒေါခင်လေးတို့ပညာတွင်ခင်ကျင်ထားသောဇဝဲတိုင်းလိုလိုပင် စင်ရင်ထုံးပွဲမှုအမျိုးမျိုးဖြင့်ဝစ်စင်ထားကြသောလူကုန်ထံများမှပြည့်လျက်ရှိနေ၏ညသောအပြင် လူကြီးပိုင်းကိုမတွေ့ရလူငယ်လူလက်ပိုင်းများသာဖြစ်ကြပြီး သူဝိုင်းနေသူတခါတရံစီကနေစီကနေဟာတိုက်ဆူညာလည်းရှိတော်သည် အနည်းရှိပန်းချုံကလေးများတွင်တွင်ကြီးထားကြသော ရောင်စုံမီလုံကလေးများကလည်းအကံပွဲတွင်ရှိ လုံမပြိုတို့ဤအလှကိုဘုံမတောက်ပကြွယ်ဝစေတော်သည်ခြံတော့တနေရာရှိဒီဝိုင်းမှလည်းဂီတလံများဒုဒုတလက်ကျဲကျဲတခါဖြင့်ပြန်မြူလျက်ရှိလေသည်ကဘာမဆင်းလျင်ဆင်းခြင်းအခံပွဲအသွင်အပြင်ကိုမြင်လိုက်ရသောဂုဂုတော်ဟန်ဆောင်ဆန်သည်မှာ ၎င်း၏အရှင်အဝါကြောင့်ဒူးများတဆတ်ဆတ်တုံလျက်လမ်းလျှောက်မတက်အောင်ပင်ဖြစ်နေသည်ဖြင့်ဘိုရင်းကဒီတို့ဒီတို့ဖြင့်အတန်တန်အားပေးနေရ၏သူတို့နှုတ်ကတော့အကောင်းဆုံးဝတ်ဆုံများကိုသိသက်ကြာနာစွာဝတ်ဆင်ထားကြလေသည်ဧသည်များအားလိုက်လံ၍အခန်းစကားပြောနေသောဒေါ်လေးခင်သည်စံသင်းတို့အားမြင်လိုက်သည်ဆိုလျင်ဝန္တာအာရစီချုပ်ပြီးသူကိုယ်တိုင်ကြောင်ကြကြစပွဲလေးတစ်ခုတို့ပုတ်ကနေရာချပေးလိုက်တော့သည် ၎င်းနောက်ဒေါ်လေးခင်ကစံသင်အားရွှင်ရွှင်ဆဆကြည့်ပြီးကုကုတော်တို့များကွယ်လာမလားလို့မျှော်လိုက်ရတာလက်ဆောင်တွေသာရောက်လာတယ်လူမလာပဲကိုစံသင်ကလည်းတွက်လက်ပြုံးရွှင်စွာပင်ပြန်၍ဟုတ်ကဲ့ခီးရောက်မဆိုင်ပင်မနေလွင်းလို့မရောက်တာပါခုမှရောက်ပြီမဲနောက်ရောက်လွင်းလို့ချင်လာပါဦးမယ်ခမစံသင်ဒီတော်တော်ရှင်ရှင်လေးနှိမ့်လိုက်ရာဘိုးတွင်ပင်အာအသင်သွားလေ၏ တော်လေးခင်က မျက်နှာတစ်ချက်ပြက်တယ်ဖြစ်သွားပြီးမှရှင်ပြုံးသွားကဟင်းဟင်းကုကတို့ကပြုံးရမေကဲနင်းနေရအောင်နော်သမီးလေးကုလာပါလိမ့်မယ်တော်လေးခင်ထွက်သွားသည်ကိုစံသင်က ပြုံးရှင်စွာကြည့်နေရဘိုးရင်းကမျက်လုံးဖြည့်၍အဲလေကုလူသမဲသွလင်းတော်ကုလူစကားကရောက်ကမလောင်းကြီးကိုတော့သွားချိတ်မိတယ်လို့ဖြစ်နေပါလားဟဲ့ကုလူရဲ့ကြည့်လို့နော် ၎င်းသောဗုဒ္ဓနှင့်သံသင်တို့ဤဇပွဲသို့ဧည့်သည်များတတော်ပြီးတော့ဝန္တာအာရနှင့် လာရောက်နှုတ်ဆက်ကြလေရာသံသင်မှာလည်းဗုဒ္ဓင်းဤအကူအညီဖြင့်အလိုက်သင့်ပြန်လည်ပြောဆိုခြင်းဖြင့်အချိန်နှင်းမှာအစဉ်ပြေ၍နေတော့၏ဗုဒ္ဓတို့ဇပွဲတွင်လူရှင်းသွားခိုက်ဟုတ်သောဘယ်ဒီဇဝဲတို့ကုတံပြိလိုက်လံနှုတ်ဆက်နေသောနော်လေးခင်သည်ဘုရွန်းတို့ဤမလမကန်းတို့ရောက်လာတွင်ဘုရွန်းအားခေါင်းငိမ့်ခေါ်လိုက်သည်ဖြင့်ဘုရွန်းကရုတ်တရက်ထသွားတော်သည် ဤဖြစ်ကိုမြင်လိုက်ရသောစံသင်မှာရုတ်တရက်မျက်လုံးမျက်စံပြူး၍တယောက်ထဲကြံနေလေတော့ဤထိုစဉ်တွင်ခက်ရွယ်ရွယ်လုံမငယ်နှုတ်ဦးတို့သည်မမျော်လင့်ပဲစံသင်အနာတို့ရောက်လာပြီးစံသင်အားဟယ်လိုအကူတော် how are you စံသင်မှာပြူးပြူးပြဲပြဲနဲ့ဟုတ်ကဲ့အဲဒေါ်လက်ဘုံပေါ်ရသောအငယ်မကလေးကစံသင်ဤလက်မောင်းတစ်ဘက်ကိုရင်းရင်းနှီးဆွဲထုတ်လိုက်ပြီးအိုးအကူတော်ဘာဖြစ်နေရလဲ ဘာကြောင်နေတာလဲကြည်စံဟွန်းဘာလဲဖောရင်းကပြန်လာတယ်ဆိုပြီးဒီကလူတွေနဲ့မတန်ဘူးဆိုပြီးမာနာကြီးနေတဲ့ပေါ့လေဟွန်းဒီလိုသာဆိုရင် ပေါင်းတွင်းချုပ်ကိုစုံဆွဲလိမ်ပြလိုက်မယ်သိလားစံတင်ကမကြောင်ကလုကလုနဲ့ရရမလို့ငိုရမလို့မျက်နှာကြီးဖြင့်ဟွန်းကြည်ပါဘူးကြည်ပါဘူးစံတင်ဒီငါတော့ဖြင့်မိုးလုံးလေးလုံးကြောက်ကြလေပြီဟုအောင်းမေမိလေ ဘာကြီးဖြစ်လျက်တစ်ချက်တစ်ချက်ဘိုရင်အားဒေါသထွက်စွာနှင့်လှမ်းကြည့်လိုက်သည်ဘိုရင်ကတော့သူတို့အဖြစ်အားလုံးဝမတိပဲကြောက်ခန့်ကဒေါ်လေးခင်နဲ့စကားကောင်းနေလုံမငယ်ကတော့ဒီအဖြစ်ကိုမသိဇန်သိမျက်နှာနာတော့သူ့မျက်နှာကိုတိုး၍အတန်ကိုကြိတ်ပြီးတော်နေဟူညာကအဖြစ်ကိုမှတ်မိသေးလားဟူညာကလေတော်တော်လက်ညံတဲ့လူကြီးဟိကောင်မလေးကိုလေဟိ ဇန်သင်မှာမျက်လုံးကြီးပြူသွားမိသည့်နောက်တဟဲဟဲနဲ့ရောရိပ်ရဲနေရသည်ကိုကိုတော်ကဘယ်လိုများလက်မြန်ခဲ့လေသိမသိလုံမငယ်ကတိုးတိုးတိတ်တိတ်ဆက်၍အမှန်ကအကူတော်သာလက်နီးလိုက်ရင်လေခင်ခင်မူလေးဟာတန်းပေါ်ကချောကြပြီနော်ကန်ကြီးပြီလို့ဇန်သင်ကဒီတော့မှပဲတပ်ပြင်းကိုဖူးကနဲ့ချလိုက်နိုင်တော့ဤဘိုးရင်ကယခုအထိရောက်မလာသေး လုံမာလေးကစံလင်းကိုခန့်ညွန့်ညွန့်နဲ့ကြည့်ပြီးတားတဲ့အကုတော်သိပလားကင်းစောလာအကြောင်းလေလာပြန်မဟဲ့တမျိုးစံလင်းမျက်လုံးပြူရပြန်လေပြီဘာဖြစ်လို့လဲလက်ထလိုက်ပြီကောအော်အော်ကာဗျာမက မျက်နာကိုရှုံးလိုက်ကခက်တာကဒီကင်းစောလာရဲ့ငနင်းကကာဗျာမျိုးဖြစ်လို့ဆိုပြီးအဖေကသဘောမတူခြင်းဘူးအမှန်ကသူ့ဖေမှားတာပဲ ဒီကြောင့်အကုတော်အတိဆုံးပဲလေဟုတ်တာပေါ့ဗျာသူ့ဖေမာတာပေါ့ကိုသမီးကပါနေပြီဟာမပြီးစားလို့ပဲဖြစ်မလဲခေါတော့ကကိုလည်းခဏခဏပြုတ်နေကြတာပဲဇန်လင်းကဒီဒီချီတော့သူ့စကားကိုကြည့်၍ခတ်ဒီဒီဟန်ကြပန်ကြရောလိုက်လေရောရာကဗျာမာလေးကမျက်လုံးကိုပြုတ်လိုက်၍ဘယ်လုံးကအကုတော်ပြုတ်လို့တော့ဇန်လင်းမှာအကွက်ခနဲ့မျက်နှာပြတ်သွားပြီးမျက်လုံးပေကလပ်ပေကလပ်ကြီးပြုတ်လျက်အဲအဲ အဲဟုတ်တယ်ဟိုတုန်းကတော့မပြောခဲ့ဘူးနောက်မှတဖွားဖွားပြောနေမိတာထားပါတော့လေစင်စစ်တော့လေအကိုတော်ရဲ့ဒီကောင်မလေးဟာဆန်နီနဲ့ဖြစ်တာမမှားပါဘူးဆန်နီကလူကောင်းမှဂျော်ဂျီနဲ့မခွဲနိုင်တာလေးတခုပဲတွေ့စရာရှိတာဇန်တင်ကလည်းဘိုးရင်းကသာချိန်မရွေးစိတ်တော်နေရင်မှဒီနေရာမှာတော့ကြည်ရောလိုက်အောင်မဟုသောသဘောဖြင့်မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြီးဟုတ်တာပေါ့ဂျော်ဂျီကဘယ်တော့မှကောင်းစားမှာမဟုတ်ဘူး သူ့အကျင့်ကိုဖြောက်မှမဖြောက်နိုင်တာကာဗျာမာကလေးကလည်းမျက်နှာဝန်းလက်သွားကဟုတ်တယ်မောကိုကိုတော်ကျောကြီးအရင်ကမိုးရေထဲမှာတကူလုံးရွှေ့အောင်ရှောက်ကြည့်ပြီးတော့အိရတယ်ဆွတ်ဆွတ်အိတ်ချင်တယ်ဇန်ထဲမှာဟိုက်ကနဲ့ပါဇက်ပြဲသွားရပြန်ဤသူ့အထင်ကကျောကြီးမာလူတအူတယောက်ဖြစ်မည်အမှတ်နဲ့လာရောက်၍ပြောလိုက်မိခြင်းဖြစ်သည်ယခုကာဗျာမပြောလိုက်ခါမှကျောကြီးမာလူမဟုန်မှန်းသိရတော့သည် လူမဟုတ်ရင်ခွေးတော်လည်းကောင်း ။ကြောင်တော်၎င်းဖြစ်ရမည်ထင်၏။ကြောင်ဖြစ်ဖြစ်ခွေးဖြစ်ဖြစ်အမိတော့ပါရမည်ဖြစ်ရာကအလိုက်တဲ့မမအောင်ဆက်ရောတော်မည်ဟုအကြံနှင့်စံသင်းကမျက်နှလုံးမျက်နှာဖြင့်နှုတ်ခမ်းကိုခြွန်တွန်းတွန်းလှုပ်လိုက်၍ဟုတ်ပါရဲ့ဂျော်ဂျီကအိယာဘောတက်အိပ်ပြီးလေငင်းငင်းနေတာမဟုတ်ဘူးအမိကတနနန်လုံနေတတ်သီးတော့လုံမလေးမှာအံအသင်ပြီးမျက်လုံးပြဲသွားကာ Oh my god ဂျိုကြီးကဘေးကအမိမက်ရမှာလေဟင်အကိုတော်ရဲ့ခွင့်မမဟုတ်တာကြီးကဲမှတ်ကြရောဟာစံတင်မှာဓာတ်လိုက်တလလလုံးတုံလှုပ်သွားသည်ခွင့်မဟုတ်ရင်ကြောင်ပေါ့ဘာပဲဖြစ်ဖြစ်ရဲရဲဆက်ဆက်ဆက်ရောဆက်ဖြည့်ရမည်ဟုမျက်နှာကိုပြင်လိုက်ပြီးအမိနှက်လာတယ်တော့ဟုတ်ရလားအေးသူ့တဘာဝကြွတ်တို့ဘာတို့ချောင်းတဲ့ခါမှာတော့အမိလေးကဥဟုံဘေးကလားဂျိုကြီးကြွတ်ချောင်းရမှာလေဟာဟာဟာ အစာဝတ်လို့မချောင်းတာတော့မှသဘာဝအရဒီနေ့ကြွက်ကိုတော့ကျော်ကြီးကကြောင်းမမဟုတ်တာအကူတော်ရေဘယ်နဲ့ကြွက်ချောင်းရမှာလဲကျော်ကြီးကမြောက်ပင်ရှင်မြောက်ကကြွက်ချောင်းရတယ်လို့လားလုံမပြောလဲကပြက်ခတ်ဦးနှိပ်၍ဟိရဲ့နေလေတော့ရာစံသင်းမှာတခုလူမိတလို့ဘို့တော်အာတာကြောင်ကန်းကန်းဖြစ်လျက်ခြေမြောက်လက်မြောက်နဲ့ ။သွားဖြဲလို့ဖြဲလက်တဘွားကောက်ခိုင်လို့ကိုင်းနှင်းဖြစ်နေတော့သည်။လုံမပြောဤရေတန်ကြောင့်လှဲ့ကြည့်လိုက်သောဘုရင်မှာ၎င်းတို့အချင်းတွေကိုမြင်သည်နှင့်တပြိုင်နက်မျက်လုံးမျက်စံပြူသွားပြီးဒေါ်လေးခင်အားလက်ပြကအနီးသို့ပြေးသွားလေတော့သည်။ဘာများသဘောတူနေကြတာလဲဗျ။သောချွေးပြန်လျက်မအူမလဲဖြစ်နေသောစံသင်အားကြည့်၍ဘိုက်နှင့်ရေနေသောလုံမကအကူတော့ကလေ ။မြောက်ကလေးကျော်ကြီးကိုအမိနဲ့လေလို့ပြောလို့ပြောတွေ့ချောင်းလေလို့ပြောလို့ပြောနေရေစရာကောင်းလိုက်တာ။အော်ကျမကိုခွင့်ပြုပါဦးနော်။လုံမကစက်ကော့လက်ကော့နဲ့ထွက်သွားတော့မှပဲဘိုးရင်းနဲ့စံသင်းတို့မှသက်ပြင်းချနိုင်ကြတော့သည်တော်ကဲ့ဧည့်သည်များကြားမှဖြက်လျက်ခေစံစွာဝင်စားရသောချောမော်လာပါသည့်မိမပြိုကလေးတယောက်စံသင်းတို့စပွဲတို့တွက်လက်ဖြက်လက်စွာရှောက်၍လာသည်ဘိုးရင်းကစံသင်းအားလက်ကုပ်၍ဟေး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 ကုလူ ဟိုမှာလာပြီအဲ့ဒါကိုလူကျူရမယ်ကညာပေါ်ပူပူခင်လေဇန်တဲ့မှာမင်းမပြောဤအလကောငင်းမောနေမိရမရုတ်တရက်လန့်ဖြတ်သွားတော့သည်အဲ့ဒါများကဟိုဒီဒီလန့်နှုတ်ဆက်ရင်မိမိတို့ထံရုံရွှင်ကကြွားကြွားရရကလေးရှောက်လာတော့ပူပူခင်ဆိုသူကလေးမှာဘေကျင်ကဘိုးကျော်စေးတွင်ပတ်ဆံအိတ်ကျသွားသည်ဖြင့်မိမိဂျဘိုးဘဝကအိတ်လိုက်ပေးခဲ့သောသူကလေးဖြစ်နေတော့သည်တကားထို့ကြောင့်ဇန်တဲ့မှာကြီးစွာအင်ဒြေပြက်ကား တုံတုံရင်ရင်ဖြစ်နေရာဘိုးရင်ကအံဩစွာကြည့်ပြီးဟိလူဘယ်လိုဖြစ်နေတာလဲခက်တော့တာပဲဒီဟာအရေးကြီးဆုံးကုလူရဲ့ကျူးစားစမ်းပါစံတဲ့မှာလမ်းစိတ်ဖြင့်မောဟိုင်းနေတော့သည် ပူပူခင်ကစံတဲ့နဲ့ဘိုးရင်တို့စပွဲတို့ရောက်လာပြီးတောက်ပါသောမြေကလုံးကလေးကိုဝင့်လျက်ကျမနဲ့ကြွက်ကွန်နေတဲ့တင်ငကြီးမတွေအိမ်ပေါ်မှာပြုံးကြီးရောက်လာလို့အခုမှလာပြီးတော့နှုတ်ဆက်ရတာခုနှစ်ပါနော် ဒါနဲ့ကျမစီပို့လိုက်တဲ့လက်ဆောင်တွေအလုံးတွေကျေးဇူးတင်လိုက်တာချစ်စရာအပြုံးကလေးများဖြင့်ပူပူခင်ကစံသင်အားကြီး၍ပြောလိုက်သည်မျက်နာကိုဖုံးလိုဖုံး၊ကွယ်လိုကွယ်ဖြစ်နေသောစံသင်အားခြေဖြင့်ဆက်လျက်သတိပေးလိုက်မှစံသင်ကခက်ရှိုရှိုအတန်ဖြင့်ဟုတ်ဟုတ်ကဲ့ဒီလက်ဆောင်တွေဟာမြန်မာပြည်မှာလုံးဝမရနိုင်ဘူးနော်နိုင်ငံသားကဒီကုတကနဲ့ယူလာပြီလို့သာပေါ့။ဇန်သင်းမှာအကွက်ခနဲ့မျက်နှာပြတ်သွားရမှပြုံးလိုက်ပြီးဟုတ် ဟုတ်ပါတယ်တို့ကဲ့မိမပြောနှစ်ယောက်ပုပုခင်အသချင်းစုခန့်ရန်အတွက် အတင်းဆွဲခေါ်ကြလေရာပုပုခင်ကစံတင်းအားအာနာစွာဖြင့်ကြည်ပြီးမလိုက်ခြင်းလိုက်ခြင်းဟန်ဖြင့်ပါသွားလေတော့သည်စံတင်းမှာဖြစ်ရပုံအတွက်ဒူးများဆက်ဆက်ခါကဟင်းကနေတဲ့ပြင်းကြီးချလိုက်လေသည် ။ဒါရကြည်အေးသောအတန်ကလေးဖြင့်တချင်းစုံနေရမှပူပုခင်ကတစ်ချက်တစ်ချက်စံသင်အားလှမ်း၍လှမ်း၍ကြည်လိုက်တိုင်းစံသင်မှာနေရထိုင်ရခက်ပြီးမျက်နာပြတ်သွားသဖြင့်ဘိုးရင်းကသတိပေးရတော်၏။ဤသို့ဖြင့်တောက်ကြစားကြပျော်ရွှင်စွာတည်ဆိုကြရင်းဖြင့်အကံပွဲမှာဧည့်သည်များတစတစနှုတ်ဆက်ပြီးပြန်ကုန်ကြလျာနောက်ဆုံးတွင်လူရင်းဖြစ်သောဘိုးရုံးနှင့်ကိုကိုတော်တို့သာကြံတော်သည်ဖြင့် တော်လေးခင်နှင့်ပူပူခင်တို့က၎င်းတို့နှစ်ဦးအားဧကန်လွင်သို့ခေါ်ယူဧကန်လေတော့သည်ဖြီးဝကုကုတော်တော်တော်ဖြင့်ဧကန်ရတာနဲ့အတော်တော်မဟုတ်သွားတယ်တနည်းကောပြန်မသွားသေးလားပူပူခင်ကချစ်စပွဲမျက်နှာလေးဖြင့်သူ့အမေနဲ့စံတင်တို့အားလှမ်းကြည့်လိုက်ပြီးတမီးတော်ပျော်လွင်းလို့မဟုတ်ရမှန်းတော့မသိဘူးမိမိတငယ်ချင်းတွေကနောက်လွန်းတာနဲ့ကုကုတော်နဲ့တောင်ကောင်းကောင်းစကားမပြောရဘူးဘိုးရင်ကကြောက်ဝင်ပြီး အာနာဇံမဟုတ်ပါဘူးပုပုခင်ရဲ့ကိုကိုတော်တို့ကမကြခဏတွေ့ရမယ်လူရင်းတွေပဲဘုဘခင်နဲ့စံတဲ့မှာမျက်နာများနီမြန်သွားလျက်ငေါငုံသွားတော့သည်ရေချက်ကိုမြင်တွေ့လိုက်ရသောဒေါ်လေးခင်ကကျဉ်သက်စွာပြုံးလိုက်ပြီးတပေါကျမတို့တွေပျော်ပျော်ရွှင်ရွှင်မိသားစုသဘောနဲ့စုစုဝေးဝေးရှိကြရအောင်ပါပဲစီလုံးမှုယဉ်နေမှုဆိုတာအရေးကြီးတယ်မဟုတ်လားကိုကိုတော်ကျွန်တော်ကတော့ယဉ်နေပြီးသားပါတော့တော့ ဇန်သင်ကကြောင်းနေရာမှဗဇတ်ဥဒယာလှုပ်ခနဲ့ပြောထည့်လိုက်သည်တွင်ဘုဘခင်ကလည်းမခံခြင်းစိတ်ဖြင့်မျက်နှာလေးမယ်ပြီးအမေပုရုကလည်းယဉ်နီးပြီးသားပါရှင်အားလုံးမှာတပြုံပြုံနှင့်ဖြစ်သွားကြသည်ဤတွင်ဒေါ်လေးခင်ကလေးနဲ့သောမျက်နှာအပြင်ပုရုမလေးအခုနေတော့ကကိုကိုတော်ရဲ့အမိဖလိုပဲဖြစ်နေတော့တာပေါ့လေအဆအဆရရကြည့်ရှုစောင့်ရှောက်လိုက်ပါနော်ဘိုးရင်ကလည်းခေါင်းတငိမ့်ငိမ့်ဖြင့်ဟောတာပေါ့တော်တော်ရဲ့ သူမကမမမမအဖေလဲဆုံးရလေတော့ကောင်းတိုင်းမင်းဆိုးတိုင်းမင်းကျွန်တော်ပဲလူရင်းလူဖြစ်နေတော့တာကို တခါတခါလဲညီကိုလူတခါတခါလဲသားဖလူပေါ့သူနဲ့ကျွန်တော်ကအလုံးကပြုံးရွှင်သွားကြသည် ထိုစဉ်တွင် ပူပူခင်ကဂိုဂိုတော်အားစစ်စစ်ကြည့်လျက်အော်ထားထက်လီပူလီဂိုဂိုတော်နဲ့တိတ်တူတဲ့လူတစ်ယောက်နဲ့တွေ့ဘူးတယ်အိုးတိတ်ကိုတူတာပဲ အာလုံကပူပူခင်ဤစကားကိုစိတ်ဝင်စားစွာ နားထောင်ကြသလောက်စံတင်မှာမျက်စိမျက်နှာပြတ်သွားလေတော့ဤဒါကိုဘယ်သူကမှမယိတ်မိကြပူပဆိုင်ကြံ့နေဤတာကိုလီအဲ့ဒီလူကကောက်ရပြီးလိုက်ပြီးတဲ့သူမျက်နှာကိုကြည့်ပြီးပူဖြင့်တိတ်အင်အောသွားတာပဲမိုးရွန်းကမျက်နှာကိုရှုံ့မဲ့လိုက်ပြီးနင်းနေပါပါရုပ်ချင်းစင်လို့နဲ့တူတယ်ပူရဲ့ဘဲကကြဘူးမမမသိတာစံတင်မှာတွေ့သွားသည် ပူပူခင်ကဘိုးရွန်းအားမကြေမနက်ဖြင့်ကြည့်ပြီး ။ဦးဟုတ်မယ်မထင်ပါဘူးရှင်။လူကောင်းသူကောင်းတယောက်ပါပဲ။ဒါကြောင့်မို့လေငွေတွေများကြီးမာတဲ့ပတ်ဆိုင်အိတ်ကိုမရမကလိုက်ပြီးတာပေါ့မဟုတ်ဘူးလားကိုကတော့။ဘုကဆန်တင်အလန့်၍အကွန်ကြီးတောင်းတလို့မျိုးပြောလိုက်သည်တွင်ဆန်တင်ကဣန္ဒြေဆက်လိုက်ပြီးဟုတ်ဟုတ်ဟုတ်တာဗောဗျာဣန္ဒြေပြက်လွန်းနေသောဆန်တင်အားဘိုးရင်းကအာမလို့အာမရလူမသိအောင်လှမ်း၍ပေါင်ကိုဆက်လက်ရာဆန်တင်မှာရုတ်တရက်ရောင်သွားပြီးအာအာကနေအော်လိုက်မိတော့သည် တော်လေးခင်နဲ့ပူပူခင်တို့လည်းအော်သံကြောင့်လက်ဖြတ်သွားကြကာဟင်ဘာဖြစ်တာလဲကိုကိုတော်ဇန်တဲ့မှာကြောင်စီစီနဲ့ဘုဒ္ဓအာတဖြစ်နေရမှဘိုးရင်းဤနှကောင်းအားလက်ညှိုးထိုးပြပြီးအိုးအဲဟိုဟိုအညောင်မှတ်လို့ဦးကိုကိုတော်ကလည်းနှောက်ရုံမင်းအားလုံးနေချက်စွာရေမောကြသည်တွင်ဘိုးရင်းဤမျက်နာကြီးမှာထိတ်ပြုံးကလေးပြုံးသွားရလေတော့သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးတော်ရာဆွေဤ ရာဆွဲသောမိုးစိတ်ဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်းလေးအနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ကန်စားပေးခဲ့တဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းငါးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးခြင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ